မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့သတင်းကျလာပညာမိထုံပွဲကိုစစ်ကော်မရှင်ကလေကြောင်းမှဘုံကျဲကအစုလိုက်အပြုံလိုက်တပ်ဖြတ်၍တေဆုံးသူ40ကျော်လာပြီး60ကျော်ဒဏ်ရာရရှိစစ်တပ်ရဲ့အကြမ်းဖက်မှုလက်တုံ့ပြန်ဖို့အချိန်တန်ပြီလို့အမေရိကန်အောက်လွှတ်တော်ကတညီတညွတ်ထဲစုံဖြတ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် စကိုင်းတိုင်းမုံရွာနှင့်ချောင်းဦးမြို့နယ်အစပ်ဘုံထူရွာတွင်ယမန်နေ့အောက်တိုဘာ6ရက်နေ့သတင်းကျွတ်လာပြည်ညစင်မီထွန်းပွဲကျင်းပနေစဉ်စစ်ကော်မရှင်တပ်ကလေးချောင်းမှဘုံကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့်ကလေးများအပါဝင်သေဆုံးသူ40ကျော်လာပြီဖြစ်ကြောင်းဒေသခံများထံမှသိရပါသည်။သတင်းကျွတ်လာပြည်မီထွန်းပွဲပြုလုပ်နေစဉ်စစ်ကော်မရှင်ကစက်တက်လီဒီဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ပြီးအလောင်းကောက်နေချိန်တွင်ထပ်မံ၍ဘုံကျဲချသည့်အတွက်အခင်းဖြစ်ပွားရာနေရာတွင်လူ40ကျော်သေဆုံးသည့်အပြင်60ကျော်ခြေပြက်လက်ပြက်ထဏ်ရာများရရှိခဲ့ကြောင်းသိရပါသည်။ ထမအကြိမ်ကျေချာချိန်နေရာတင်တိဆုံးက40ကျော်လောက်ရှိတယ်။ရဲဘော်နဲ့ပြည်သူတွေထိခိုက်တိဆုံးနေပြည်သူတိဆုံးမှုကများပါတယ်။ဒဏ်ရာရကတော့အပြင်းထန်ဒဏ်ရာရသူ60ကျော်ရှိတယ်လို့သိရတယ်ဟုချောင်းဦးဒေတာကန်တူကသတင်းဌာနကိုပြောပါတယ်။စစ်တပ်ရဲ့ခုလိုလေးချောင်းတိုက်ခိုက်မှုတွေကိုအမေရိကန်အနေနဲ့နှုတ်ပိတ်မနေဘဲလိုအပ်တဲ့အရေးယူမှုတွေစတင်ဖို့အချိန်တန်နေပြီလို့အောက်လွတ်တော်စီဝေးမှလွတ်တော်အမတ်မိုက်ကယ်ဘင်းကတောင်းဆိုထားပါတယ်။ စစ်တပ်ရဲ့အရက်သားတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေမှုဒီမိုကရေစီနိုင်ငံတော်အမေရိကန်အနေနဲ့မျက်ကွယ်ပြုလို့မရကြောင်းဒေါ်နယ်ထရန့်အစိုးရအနေနဲ့စစ်အုပ်စုကိုပုံမှုထိရောက်တဲ့အရေးယူမှုတွေလှုံ့ဆော်ဖို့အစိုးရတာဝန်ရှိသူတွေကိုတိုက်တွန်းတောင်းဆိုထားပါတယ်။စစ်ကော်မရှင်သည်စစ်တပ်လေဒီဖြင့်ပုံကျဲတိုက်ခိုက်သည့်အပြင်စစ်မီးထုံးနေသည့်လူအုပ်အတွင်းသို့ဆက်တနက်များအဖြစ်ပါပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းဒေသခံများ၏ပြောကြားချက်အရသိရပါတယ်။ ထို့သောပြည်သူလူထုကိုပြစ်မှတ်ထားတိုက်ခိုက်ရာတွင်ညတွင်ချင်းနေရာတွင်သေဆုံးသူ30ကျော်၏အလောင်းကိုကောက်ယူရရှိခဲ့ပြီးယနေ့အောက်တိုဘာ9ရက်နေ့နံနက်ပိုင်းတွင်သေဆုံးသူအရေအတွက်ထပ်မံတိုးလာခြင်းဖြစ်ပါသည်။ ဆက်လက်ပြီးမုံရွာမြို့ကစစ်ကောင်မရှင်တက်ရဲ့နောက်မခတက်စခန်းကိုရော့ကတ်ဒုံးနဲ့ပစ်ခတ်တိုက်ခိုင်းအရာရှိအပါဝင်ဆက်နှစ်ဦးသေဆုံးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းမုံရွာမြို့မှာအခြေစိုက်ထားတဲ့စစ်ကောင်မရှင်တက်ရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နောက်မခကိုဒေါ်လန်ရေးဖူပေါင်းတက်တွေကရော့ကတ်ဒုံးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်မရှင်တက်ဘက်ကအရာရှိ၅ဦးနဲ့စစ်ကောင်မရှင်တက်သားတွေအပါအဝင်ဆက်နှစ်ဦးသေဆုံးခဲ့တယ်လို့ Children Rocket Brother CRB ကဒီနေ့မှထုတ်ပြန်ထားပါတယ်။ အော်တိုဘာလာနှစ်ရက်မှာ CRB ဦးဆောင်ပြီးအခြားမဟာမိတ်တော်လန်ရေးပူးပေါင်းတပ်တွေကသတင်းကြိုအကြိုအဖြစ်နာမခါကိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ Rocket ဒုံးနဲ့တိုက်ခိုက်ပြီးတဲ့နောက်မှာစစ်ကော်မရှင်တပ်စခန်းရဲ့အရာရှိ၅ဦးရှိခါကူတော်ဆောင်စစ်တပ်သား၂ဦးနဲ့စစ်ကော်မရှင်တပ်သားတွေရဲ့မိသားစုဝင်၅ဦးပွဲချင်းပြီးတေဆုံခဲ့ပြီးမိသားစု၅စုလောက်ထိခိုက်ဒဏ်ရာရရှိကစေကူသားမှုခံယူနေတယ်လို့လည်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ rocket ဒုံးစေလုံးပြစ်တောင်းနှလုံးကတော့မထွက်ဘူးလို့ Children Rocket Brother CRV ရဲ့တာဝန်ရှိသူတို့ကဆိုပါတယ် ကြားပြင်ရော့ကက်ဂျုံနဲ့တိုက်ခိုက်မှုကြောင့်နာမခစစ်တိုင်းရုံအတွင်မှရှိနေတဲ့ရှေးခါကိုတော့နှလုံးလဲပြိုကျပျက်စီးခဲ့တယ်လို့ဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကို Children Rocket Brother CRV ဦးဆောင်ပြီးချုံမိုင်မိုင်ရှင်းမပိန်တနီမဟာမိတ်တပေါင်းစု Children Brother Footlin Different Form Federal Democratic Form Farmer Army မုံရခရိုင်တပ်ရင်းဆက်လီနဲ့ရှင်းမပိန်ခရိုင်အမှတ်ကိုတပ်ရင်းတို့ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ CRV ကအတည်ပြုထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီး CO စုရဲ့အထူးရောင်ရွေးကောက်ပွဲကိုသပိတ်မှောက်ဆန့်ကျင်ရန် ပြုံးလင်ခရိုင်လူမှုလှုပ်ရှားမှုကော်မတီဖွဲ့စည်းတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းပြုံးလင်ခရိုင်အတွင်း၌အချမ်းဖတ်စေအုပ်စုရွေးကောက်ပွဲကိုတပိတ်မောင်ဆန့်ကျင်ရနှင့်မန္တလေးဖက်ဒရယ်ယူနစ်တီဆောင်ရေးကိုအထောက်ပံ့ဖြစ်စေရန်ရည်ရွယ်၍ပြုံးလင်ခရိုင်လူမှုလှုပ်ရှားမှုကော်မတီကိုဖွဲ့စည်းလိုက်ကြောင်းယနေ့အောက်တိုဘာလ9ရက်နေ့တွင်သတင်းထုတ်ပြန်ပါတယ်။မန္တလေးဒေသတော်လှန်ရေးစိုးမှုနယ်မြေပြုံးလင်ခရိုင်အတွင်းနေထိုင်ကြသောပြည်သူများဖက်ဒရယ်ဒီမိုကရေစီဆိုင်ရာအသိပညာသဘောထားရေးရပြည့်ဝစွာဖြင့် စီအာနာရှင်စနစ်အမြင့်ပြတ်ဆန့်ကျင်တော်လှန်ရေးတွင်ပုံမထောက်ခံပါဝင်လာစေရေးညှော်မှန်းလျက်ပြုံးလင်ခရိုင်လူထုလှုပ်ရှားမှုကော်မတီကိုဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်းအတည်ပြုထားပါသည်ပြုံးလင်ခရိုင်လူထုလှုပ်ရှားမှုကော်မတီအနေဖြင့်ဒေသအတွင်းလူထုအသိပညာပေးစည်းရုံးရေးနှင့်လူထုလှုပ်ရှားမှုများအားကောင်းလာစေရန်စေအိုစုရဲ့အထူးရောင်ရွေးကောက်ပွဲအားလူထုဆန္ဒမပါဝင်ကြောင်းတပိတ်မှောက်ဆန့်ကျင်သည့်လှုပ်ရှားမှုများကိုပေါ်ဆောင်ရန်ဒေသအတွင်းပြည်သူလူထုများအကြံဖတ်စေအိုစုကိုဆန့်ကျင်တော်လှန်သည့်လှုပ်ရှားမှုများတွင်ပုံမှုပါဝင်ရန် မန္တလေးဒေသဖက်ဒရယ်ယူနစ်တိစောက်ရေးတွင်အထောက်ပံ့ဖြစ်စေရန်နှင့်အုပ်ချုပ်ရေးအဖွဲ့အစည်းများအရက်ဖက်အဖွဲ့အစည်းများနှင့်တော်လှန်ရေးအင်အားစုများညီညွတ်စွာဖြင့်ပူးပေါင်းဆောင်ရွက်ရန်အတွက်ဦးတည်ရွယ်ကဖွဲ့စည်းထားကြောင်းသိရပါသည်ထို့ပြင်ပြည်ဦးလွင်ခရိုင်လူထုလှုပ်ရှားမှုကော်မတီသည်အာဏာရှင်စနစ်ဆန့်ကျင်ရေးပြည်သူအင်အားများချိတ်ဆက်ညှိနှိုင်းရေးကော်မတီမန္တလေး AFCC MDY နှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းအသိပေးထားပါသည် ဆက်လက်ပြီးဒိုက်ဥထောင်အမျိုးသမီးဦးစီးအရာရှိစင်မာကြည်အောင်က နိုင်ငံရေးအကျဉ်းသူများကိုအကြောင်းမဲ့တိုက်ပိတ်ညှဉ်းပန်းနှိပ်စက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ပဲခူးတိုင်းဒိုက်ဥထောင်အမျိုးသမီးဆောင်တွင်ဦးစီးအရာရှိစင်မာကြည်အောင်ကနိုင်ငံရေးအကျဉ်းသူများကိုအကြောင်းမဲ့တိုက်ပိတ်ညှဉ်းပန်းနှိပ်စက်နေကြောင်း Justin Nawan Political Prisoner JNPP မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။ ဒိုင်ဝူအကျဉ်းထောင်မှဦးစီးအရာရှိဒေါ်စင်မအောင်ကနိုင်ငံရေးအကျဉ်းသူများကိုအကြောင်းမဲ့တိုက်ပိတ်ခြင်းထောင်ဝင်စားပါစေဖျက်တောက်ပိတ်ပင်ခြင်းစေဘာများအားအစမတန်ဈေးတင်ရောင်းချခြင်းအကျဉ်းသူများ၏ရပိုင်ခွင့်များအားတားဆီးပိတ်ပင်ခြင်းများလှုံ့ဆော်ကာရည်ရွယ်ချက်ရှိရှိနှင်းပတ်နှိမ့်ဆက်မှုများပြုလုပ်လျက်ရှိကြောင်းသိရပါသည်နိုင်ငံရေးအကျဉ်းသူမတ်ဤသူဟန်ခေါ်ရှာစစ်ကို2025ခုနှစ်စွန်လအတွင်းတီဘီယောဂါတန်တရားရှိသည်ဟုဆိုကာအဆောင်တွင်မနေခိုင်းဘဲတိုက်ပိတ်ခဲ့ပြီးယောဂါတန်တရားရှိသူနှင့်ဘေကျင်းကပ်နေသည်ဟုဆိုကာ ေါ်နုနုအောင်ကိုလည်းတိုက်ပိတ်ခြင်းများလှုံ့ဆော်ခဲ့ကြောင်းထို့သောတီဗီတန်တရားနှင့်တိုက်ပိတ်မှုအတွေ့ဒေါ်နုနုအောင်ကတီဗီယောဂတန်တရားရှိပါကအိမ်မှထောင်ဝင်ဆာလာတွေ့လျင်အိမ်ကိုစစ်ခွင့်ပြုရန်တောင်းဆိုတော့လေဦးစည်းအရာရှိဖြစ်သူဒေါ်စင်မာကြည်အောင်ခွင့်မပြုရင်ထောင်မှစစ်ဆေးပေးမည်ဟုပြောဆိုခဲ့ပြီးတီဗီယောဂမရှိပါကတိုက်မှပြန်ထုတ်ပေးမည်ဟုပြောဆိုခဲ့ကြောင်းထို့သောတီဗီစစ်ဆေးပြီးနောက်နှစ်ဦးလုံးယောဂမရှိတော့လေလက်ရှိအချိန်အထိတိုက်ပိတ်ထားကြောင်းသိရပါတယ်အခုလိုဖြစ်ရတွေကတထောင်နဲ့မဟုတ်ပါဘူးထောင်တိုင်းမှာဖြစ်ပျက်နေတာတွေရှိပါတယ် အကျဉ်းသားတွေကိုအနှီးချက်အောင်လုပ်တာပါဒီလိုအကျဉ်းသားအခွင့်အရေးချိုးဖောက်မှုတွေစီးလို့ဘွားလို့စီမံမှုတွေကိုဆက်လက်မပြုလုပ်ဖို့တိုက်တွန်းတောင်းဆိုခြင်းပါတယ်နိုင်ငံတကာအဖွဲ့အစည်းတွေလည်းအကျဉ်းထောင်တွေကိုပို့ပြီးအာရုံစိုက်စေခြင်းပါတယ်ဟု JNPB မှတာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါတယ်လက်တလောတွင်တိုက်ဥထောင်တွင်အကြောင်းမျိုးမျိုးပြကအမျိုးသမီးနိုင်ငံရဲ့အကျဉ်းသူများကိုတိုက်ပိတ်ခြင်းများလှုံ့ဆော်သည့်အပြင်တိုက်ပိတ်ရာတွင်လည်းမိမဆောင်တိုက်တွင်မထားပေယောက်ျားလေးတိုက်ဖြစ်သည့်တိုက်အမှန်၄၅၆များတွင်ထားသည့်အတွက် တိုက်ပိတ်ခံရသူအချင်းသူများမှစိတ်လုံးကြုံမှုမရှိခြင်းရေချိုးရာတွင်လည်းအဆင်မပြေခြင်းများများစွာဖြစ်ပေါ်လျက်ရှိကြောင်းသိရပါသည်ထို့ပြင်ဒိုင်ဦးထောင်၏အမျိုးသမီးဦးစီးအရာရှိဇင်မာကြည်အောင်ကပါဆယ်များထိန်ချုပ်ကန့်သက်ခြင်းအကျဉ်းသူများရပိုင်ခွင့်များကိုတားဆီးပိတ်ပင်ထားခြင်းတရားဝင်ဈေးပါများကိုအစမတန်အမျက်တင်ရောင်းချခြင်းများလှုပ်ဆောင်နေသည့်အပြင်ထောင်ဝင်စားပါဆယ်များကိုကန့်သက်ထားကြောင်းအကျဉ်းသူများကိုအကျဉ်းထောင်အတွင်ဈေးတင်ရောင်းချသောအကျဉ်းသားများအငွေဖြင့် ဝယ်ရသည့်ထောင်စည်းဘားတွင်သာဈေးဝယ်ခိုင်းပြီးတရားဝင်ဈေးဘားကို9000ကျပ်တိဝယ်ယူခွင့်ပြုကြောင်းငွေကျပ်9000ထက်ကျော်လွန်ပါကအပြင်ရှင်စနစ်ဖြင့်တောင်းခံနေကြောင်းသိရပါတယ်။အချင်းသူများ၏အနှွေးထင်များကိုလည်းအယောင်ပါတီများကိုဝယ်ခွင့်မပြုဘဲရှာဖွေရေးတွင်အကုန်သိမ်းစီကြောင်းလက်ရှိအဖြူသားပေးသွင်းခွင့်ပြုမည်ဟုပြောဆိုခဲ့ပြီးထောင်ဝင်းစာပါဆယ်လာချိန်တွင်စားတောက်ကုန်များတကူရည်အသုံးဆောင်များကိုလုံလောက်စွာပေးသွင်းခွင့်မပြုကြောင်းထောင်ဝစ်ဆောင်အဝတ်ထည်လုံလောက်စွာပေးသွင်းခွင့်မပြုဘဲ ကန့်သက်ထားကြောင်းသိရပါတယ်။ထို့သောအနှွေးတဲ့များလုံလောက်စွာထုတ်မပေးခြင်းအနှွေးတဲ့များလုံလောက်စွာပေးသွင်းခွင့်မပြုသောကြောင်းအကျဉ်းသူများမှအအေးတန်ခံရပြီးကိုခံအားနှင့်ကဖျားနာမှုများဖြစ်ပေါ်နေကြောင်းပွေးဝဲရနာများပေါက်ခြင်းများဖြစ်ပေါ်လျက်ရှိကြောင်းသိရပါတယ်။ထို့သောအကျဉ်းသူများကိုရည်ရွယ်ချက်ရှိရှိညှဉ်းပန်းနှိပ်စက်မှုများအတွေ့ကျူးလွန်သူဦးစီးအရာရှိဇင်မာကြည်အောင်အပါဝင်ပါဝင်ပတ်သက်သူများကတာဝန်ယူတာဝန်ခံရမည်ဖြစ်ကြောင်း Justice Network for Political Prisoner အနေဖြင့်တိုက်ပိတ်ခံနိုင်ငံရေးအကျဉ်းသူများနှင့် တသားတဲ့ရက်တီလျက်ရှိပြီးအမြန်ဆုံးတိုက်ထဲမှာထုတ်ပေးရနှင်းရင်းလုံရများကိုတာဝန်ယူမှုတာဝန်ခံမှုရှိစေရန်တောင်းဆိုထားပါတယ်။ဒိုက်ဥထောင်တွင်ထို့သို့ကောင်းစဉ်အမျိုးမျိုးဖြင့်မတရားဆွဆွဲကအကြောင်းပြချက်မရှိဘဲအကန့်အသတ်မဲ့တိုက်ဖိတ်ထားခြင်းများကိုအပြင်းထန်ရှုံချကြောင်း Justice Network for Political Prisoner ကထုတ်ပြန်ကြေညာပါတယ်။